မင်္ဂလာပါရှင်ယခုဖော်ပြပေးမယ့်အကြောင်းအရာလေးကတော့ဆရာလမြင့်ရန်ကုန်တက္ကသိုလ်ရေးသားသောတရေသာဆရာဦးထွန်းဝေသို့မဟုတ်လူမှုကိုစားပြုရုပ်ရှင်မင်းသားကြီးအကယ်ဒမီထွန်းဝေအကြောင်းကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်ရှင်ဒီကြောင်းအလေးကိုမပြောပြခင်မှာယခုလိုဘူးတူဒရဝေယအကြောင်းအရာလေးများကိုပုံမှန်တင်ဆက်ပြီးသွားမှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ကွန်တာကတ်တွန်း channel လေးကိုလည်း like and subscribe လေးလုပ်ပေးသွားကြပါအောင်ရှင်။ လူလူကိုစားပြုရုပ်ရှင်မင်းသားကြီးဖြစ်သောပြည်သူကြိုက်သောမင်းသားကြီးဖြစ်သောအလौဒမားနှင့်လယ်သမားများဘက်မှရက်တည်ခဲ့သောတရင်းစာစရာတဦးဖြစ်သောရုပ်ရှင်ထူးကျွန်စုအကယ်ဒမီများရှင်ဖြစ်သောရုပ်ရှင်သရုပ်ဆောင်ဦးထွန်းဝေကိုခရစ်နှစ်1920ပြည့်နှစ်အောက်တိုဘာလ23ရက်စနေနေ့တွင်ဘကိုးတိုင်းနတ်တလင်းမြို့၌အဖအဦးကျော်စိန်နှင့်အမိဒေါ်ရွှေရင်တို့ကဖွားမြင်ခဲ့သည်နတ်တလင်းမြို့အစိုးရအထက်တန်းကျောင်း၌ပညာသင်ကြားခဲ့သည်ခရစ်နှစ်1940 ခုနှစ်အသက်22နှစ်အရွယ်တွင်တရုတ်ပြည်ချုံကင်းမြို့၌သတင်းစာသင်တန်းတက်ရောက်သင်ကြားခဲ့သည်မြန်မာနိုင်ငံလွတ်လပ်ရေးကြိုးပမ်းမှုကာလ1948ခုနှစ်တွင်ရန်ကုန်မြို့၌ထုတ်ဝေခဲ့သောနေ့စဉ်လမ်းညွန်သတင်းစာ၏သတင်းထောက်ဖြစ်၎င်းရန်ကုန်မြို့နယ်၏သတင်းထောက်ဖြစ်၎င်းလုတ်ကင်ဆောင်ရွက်ခဲ့သည်မြန်မာနိုင်ငံလူ့လေရေးရပြီးစအချိန်1948-1949ခုနှစ်တွင်မန္တလေးမြို့မှထုတ်ဝေခဲ့သောဘဝသစ်နေ့စဉ်သတင်းစာ၏အယ်ဒီတာချုပ်ဖြစ်ဆောင်ရွက်ခဲ့သည်။ဥ ဦးထွန်းဝေသည်တည်င်းစာလောကနယ်ပယ်သို့ဂျပန်ခေတ်ဦး1942ခုနှစ်အသက်22နှစ်အရွယ်မှစတင်၍တရုတ်ပြည်ချုံကင်းမြို့တည်င်းစာတင်နန်းတက်ရောက်တင်ကြားခဲ့မှုဖြင့်အစပြုဝင်ရောက်ခဲ့ပြီးခရစ်နှစ်1949ခုနှစ်အထိ ခုနှစ်တိုင်တိုင်သတင်းစာလောကနေပင်၌ကျင်လည်ခဲ့သည်အထူးသဖြင့်သတင်းစာဆရာဦးထွန်းဝေသည်မြန်မာနိုင်ငံလူ့လည်ရေးရပြီးစချိန်1948-1949ခုနှစ်တွင်မန္တလေးမြို့တို့ဘဝသည့်နေ့စဉ်သတင်းစာအရိဒါကျုပ်တာဝန်ထမ်းဆောင်နေချိန်တွင်၌သတင်းစာလုပ်ငန်းများလုပ်ကိုင်ဆောင်ရွက်မှုများနှင့်အတူဗြိတိရှဘာမာရုပ်ရှင်ကုမ္ပဏီယခုညွတ်မြန်မာရုပ်ရှင်တွင် ပညာရပ်များကိုဝါသနာအရလေ့လာစီဝူခဲ့သည်1950ပြည့်နှစ်တွင်သတင်းစာလောကမှရုပ်ရှင်လောကသို့ကူးပြောင်းခဲ့ပြီးရုပ်ရှင်ပညာရပ်ဆိုင်ရာကာကူးကဆက်စသောအခြေခံပညာရပ်များကိုအောက်သက်ကြီးစွာလုတ်ကင်ဆောင်ရွက်လေ့လာစီဝူတင်ကြားခဲ့သည် ခရစ်နှစ်1942ခုနှစ်တွင်တရုတ်ပြည်ချုံငင်းမြို့သတင်းစာသင်တန်းတက်ရောက်၍သတင်းစာအခြေခံပညာကိုစတင်သင်ယူခဲ့ပြီးမြန်မာနိုင်ငံသတင်းစာ လောကနယ်ပယ်၌1946ခုနှစ်တွင်သတင်းတော်တာဝန်မှသည်အီဒါချုပ်တာဝန်ထိသတင်းစာဆရာသမားတစ်ဦးဖြစ် ထိုက်တင်သောအောင်မြင်မှုများဖြင့်မြန်မာသတင်းစာလောကတမိုင်းကြောင်း၏အရေးပါသောအခန်းကဏ္ဍတရမှာတက်ကြွစွာပါဝင်လှုပ်ရှားဆောင်ရွက်ခဲ့သူဖြစ်သည်။သတင်းစာဆရာဦးထွန်းဝေသည်သတင်းစာလောကမှမြန်မာရုပ်ရှင်လောကသို့ရောက်ရှိခဲ့တော်လဲမြန်မာသတင်းစာလောကနှင့်သတင်းသမားတို့အားထာဝရတန်ရုံးစဉ်ကြီးမားသူဖြစ်သည်။သတင်းစာသမားများကိုလေးစားတန်ဖိုးထားခဲ့သည်။ပြည်သူ့ကြိုက်သဘာဝမင်းသားဖြစ်၎င်းလူမှုကိုစားပြုရုပ်ရှင်သရုပ်ဆောင်မင်းသားဖြစ်၎င်းအလौဒသမားနှင့်လယ်သမားများဘက်မှရက်တည်သောဇာတ်လမ်းများ တယ်အပြောပိုင်ပိုင် အမှုရာပြ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 နဲ့မြမရုပ်ရှင်တမိုင်းတခဲမောကွန်းစိုက်ထူထားခဲ့သောပြည်သူအသေးစွဲမင်းသားအဖြစ်တမိုင်းဝင်ခဲ့သည်ဗိုလ်မြတင်ရုပ်ရှင်ဇာတ်က1958ခုနှစ်ထက်ကာကြီးကရုပ်ရှင်ဇာတ်က1959ခုနှစ်အတွက်အမျိုးသားဆက်ဆောင်ထူကျွန်စု အကယ်ဒမီနဲ့တတိယရွယ်ဤဒုတိယဝေဒနာရုပ်ရှင်ဇာတ်ကအတွက်1983ခုနှစ်အမျိုးသားဇက်ဖို့ထူကျွန်စုအကယ်ဒမီဆုများကိုစုခူးရရှိခဲ့သည် ပါလီမန်ဒီမိုကရေစီခေတ်1948-1962ခုနှစ်ကာလအတွင်း၌ပြည်သူ့အချစ်တော်မင်းသားကြီးအကယ်ဒမီထွန်းဝေသည်သူချင်းမြတ်နိုးသောရုပ်ရှင်လောကနယ်ပယ်၌ကျင်လည်မှုနှင့်အတူတစ်ချိန်ကတန်ရုံးစဉ်ကြီး၍တန်မိုးထားခဲ့သောသတင်းစာနယ်ပယ်နှင့်သတင်းစာလောကကို၎င်းနိုင်ငံရေးနယ်ပယ်ကို၎င်းတက်ဆွမ်းသမျှဆွမ်းဆွမ်းတမန်ပါဝင်ဆောင်ရွက်မှုပြုခဲ့သည်1952ခုနှစ်တွင်တရုတ်ပြည်ပီကေမြို့တွင်ကျင်းပခဲ့သော အာရှနှင့်ပစိဖိတ်ဒေသညီညာရေးကိုယ်စားလှယ်ဖြစ်၎င်း 1953ခုနှစ်တွင်တရုတ်မြန်မာချစ်ကြည်ရေးအဖွဲ့ကောင်စီဝင်ဖြစ်၎င်း 1956ခုနှစ်နဲ့1960ပြည့်နှစ်များတွင်လည်းမြမရုပ်ရှင်ပညာရှင်များကိုယ်စားလှယ်ဖြစ်ဖြင့်၎င်းတရုတ်ပြည်သို့တွားရောက်ခဲ့သည်။သတင်းစာဆရာဘဝမှတဆင်ရုပ်ရှင်တရုတ်ဆောင်ဖြစ်လာခဲ့သောအကယ်ဒမီဦးထွန်းဝေသည်ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံကြီး၌ရှေ့တန်းမှတက်ကြွနိုးကြားစွာပါဝင်လှုပ်ရှားခဲ့သည်။အကယ်ဒမီဦးထွန်းဝေ၏ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံကြီး၌ရှေ့တန်းမှတက်ကြွနိုးကြားစွာပါဝင်လှုပ်ရှားခဲ့သောတမိုင်းဝင်ဖြစ်စဉ်ကိုစာရေးဆရာနှင့်ရုပ်ရှင်ဒါရိုက်တာကြီးဆရာ ြီးမောင်မို့သူဘာကြီးမို့ဤရှစ်လေးလုံးရေးတော်ပုံနဲ့မောင်မို့သူဆောင်းပါရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံငွေတူအထိတ်မှန်မဂဇင်း2023ခုနှစ်၌ 26ရက်ရွှေတကောအနောက်ဘက်မှဒေါန်ဆန်းစုကြည်ရဲ့ပထမဆုံးအကြီးအကျယ်ဆုံးဟောပြောပွဲကြီးကိုစာပေနဲ့အမှုပညာရှင်များကဆင်ထိုးပေးခဲ့ကြပါတယ်။စင်မော်ကိုဒေါန်ဆန်းစုကြည်အတွက်အခမ်းအနားလုပ်ပေးဖို့လေးလေးဦးထွန်းဝေကို အကူအညီတောင်းလေးလေးကလည်းအခမ်းအနားမှုလုပ်ပေးလို့စစ်အစိုးရကတသက်လုံးရုပ်ရှင်မရရန်သာမက သူ့ပါတဲ့ဇကားတွေတောင်းယုံတင်ပြသခြင်းပိတ်ပင်ခံခဲ့ရပါတယ်ဟူ၍ဖော်ထုတ်သမိုင်းမှတ်တမ်းတင်ခဲ့သည်။ လူထုကိုစားပြုရုပ်ရှင်မင်းသားကြီးတို့မဟုတ်တရင်စာသမားတို့ဖြစ်ခဲ့သောအကယ်ဒမီဦးထွန်းဝေသည်မိမိမြန်လို့ Twitter တံမိုးထားသောရုပ်ရှင်လောကနယ်ပယ်တွင်1950ပြည့်နှစ်မှ1988ခုနှစ်ကာလဟူသော38နှစ်တန်းတလျှောက်၌ပြည်သူလူထုကိုစားပြု၍တာဝန်ကျေခဲ့သောအမှုပညာသည်ပုဂ္ဂိုလ်ကြီးတို့ဖြစ်သည်ရှစ်လေးလုံးရေးတော်ပေါ်၏နောက်ပိုင်းကာလများတွင်စစ်အစိုးရသည်ရုပ်ရှင်မင်းသားကြီးဦးထွန်းဝေအားရုပ်ရှင်ဇာတ်ကားများရိုက်ကူးမှုကိုလုံးဝပိတ်ပင်ခဲ့သည်ပါဝင်ခဲ့သောဇာတ် ားများကိုလည်းပြသခွင့်လုံးဝမပြုခဲ့ပေ။အမည်နာမကိုပင်ဖော်ပြခွင့်မရရှိခဲ့ပေ။ရုပ်ရှင်မင်းသားကြီးဦးထွန်းဝေသည်စတီဗျူတော်မြေပြူလုပ်ငန်းကိုလုပ်ကိုင်ခဲ့သည်။ထို့ကြောင့်မင်းသားကြီးဦးထွန်းဝေအကြောင်းကိုပြောဆိုရေးသားလိုလျင်ထွန်းဝေဟူသောအမည်အရင်းအစားစတီဗျူတော်မင်းသားကြီးဟူသောအတုံးလုံးကိုသာတုံးဆွဲပြောဆိုမှုပြုခဲ့ကြရသည်။ပြည်သူအချစ်တော်နှင့်လူမှုကိုစားပြုရုပ်ရှင်မင်းသားကြီးအကယ်ဒမီထွန်းဝေဟူသောဝိသေသကွန်ထရက်ရှိခဲ့တော်လဲရုပ်ရှင်မင်းသားဖြစ်လျက်ရုပ်ရှင်မရရသောအဖြစ်ပြသခွင့်မရ 那些照片。 သတင်းစာသမားတဦးဖြစ်ခဲ့တော့လဲသတင်းများကိုရေးသားဖော်ပြမှုမပြုနိုင်သည့်အပြင်နာမည်ကိုပင်အသုံးပြုဝဲမရသောအဖြစ်တို့ကိုခါးသီးစွာရင်ဆိုင်ခါးစည်းခံစားလျက်အကယ်ဒမီမင်းသားကြီးဦးထွန်းဝေသည်2005ခုနှစ်ဩဂုတ်23ရက်နေ့၌ရန်ကင်းမြို့နယ်နေအိမ်တွင်အသက်85နှစ်အရွယ်၌ကွယ်လွန်ခဲ့သည်1988ခုနှစ်မှသည်ကွယ်လွန်ချိန်2005ခုနှစ်ထိ18နှစ်တာကာလပတ်လုံးမိမိဝါသနာနှင့်မျက်နှာတံမိုးထားတန်ရုံးစဉ်ကြီးမားခဲ့သောသတင်းစာဆရာဘွာ နဲ့ရုပ်ရှင်သရုပ်ဆောင်ဘွားတို့ကိုပိတ်ပင်အမောင်ချခြင်းခံခဲ့ရသောလူမှုကိုစားပြုရုပ်ရှင်မင်းသားကြီးအကယ်ဒမီဦးထွန်းဝေ၏ဝိသေသနှင့်ကုံတွက်ကိုစာရေးဆရာမကြီးရွှေကူမင်းင်း၏ မလညညရဲ့ဆောင်းမှာမြမတန်တော်ဆင်အပတ်စဉ်တွင်မလ27 29 2015ခုနှစ်မှာထွန်းဝေကွယ်လွန်သွားခဲ့တဲ့ဖြင့်သူကိုယ်တိုင် သူကားပြန်ပြသည်ကိုမြင်တွေ့မသွားခဲ့ရတော့လဲမကွယ်လွန်သေးသူများမြင်ခွင့်ရသည်အမှုပညာအရဆုံးရှုံးရုံမကနိုင်ငံရေးအရဆုံးရှုံးခဲ့သည်ကိုမြင်ရသည်လူပုဂ္ဂိုလ်တူအားပြစ်ဒဏ်ပေးခြင်းသည်ထိုပုဂ္ဂိုလ်ကိုသာထိခိုက်စေသည်မဟုတ်အမှုပညာကိုသာထိခိုက်စေသည်မဟုတ်နိုင်ငံရေးအရလည်းဆုံးရှုံးကြောင်းယခုဤဇက်ကား ပြသခဲ့လေသည်။ဤဇက်ကားသည်ကေမမချစ်ကြည်ရေးမြသာမဟုတ်ပါ။နိုင်ငံ၏တမန်ရုပ်ပုံလွှာတလွှာကိုလည်းပြန်ပြောင်းထင်ထပ်သဖြင့်တန်ဝေကယူစရာဖြစ်ပါသည်။ဒီဗီဒီယိုလေးကိုစုံတီကြည့်ရှုပေးရအတွက်ကျေးဇူးတင်ပါတယ်ရှင်။ကျမတို့ရဲ့ကိုတာကတ်တွန်း channel လေးကိုလည်း like and subscribe လေးလုပ်ပေးတော့ကြပါဦးရှင်။နောက်ဗီဒီယိုလေးတွေမှာလည်းပြန်လည်ဆုံတွေ့ပါရစေရှင်။